နိုင်စောဘွားအရန်ချမ်းသာပြီးဒီလိုထုတ်ပြောဖို့တောင်မကောင်းတာတွေကို အတားအဆီးမဲ့လုပ်နေတယ်။ဘရူနိုင်းဂျေရုဆလင်နိုင်ငံဆိုတဲ့နိုင်ငံတည်တည်လေးရစောဘွားအရန်ကိုချမ်းသာပြီးတော့အဲ့ဒီချမ်းသာမှုတွေနဲ့သူ့ရဲ့ဩဇာတွေကိုတုံးပြီးတော့လုံချင်ရည်လုံချင်တယ်လို့လုပ်နေကြောင်းပေါ်ထွက်လာပါတယ်။ဘလူရီလုံနေရလဲဆိုတာနဲ့ဘလူပေါ်ထွက်လာတယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ ဘရူနိုင်းနိုင်ငံရဲ့လက်ရှိစော်ဘာဖြစ်တဲ့ဟန်ဆန်နယ်ဘိုခီယာကနိုင်ငံလေးနဲ့မလိုက်အောင်အရန်ကိုကြွယ်ဝချမ်းသာတဲ့သူဆိုတာတော်တော်များသိထားကြမှာပါ။ဘရူနိုင်းဆိုတာကဘော်နီယိုကျွန်းပေါ်မှာတည်ရှိပြီးတော့နိုင်ငံလေးရတဲ့သေးလေးလူဦးရေကလည်းနည်းနည်းလေးပါပဲ။အခုအချိန်ထိကိုလူဦးရေ၄သိန်းခွဲကျော်ကျော်လေးပဲရှိတာပါ။အဲလိုနိုင်ငံလေးကဘလို့ချမ်းသာနေသလဲဆိုရင်တော့အားလုံးသိထားတဲ့အတိုင်းရှင်းနေမှာပဲ။ တို့ကအင်္ဂလိပ်အကာအကွယ်နဲ့အုတ်ချုပ်ဆောင်ရှောက်မှုအောက်မှာရှိနေကြတဲ့ကရေနံလေးကိုရှာထွေးပြီးတော့စပြီးတော့ချမ်းသာလာခဲ့ကြတာပါ1984ခုနှစ်ဇန်နဝါရီလတရနေ့မှာဗြိတိရှားတို့လက်အောက်ကနေတရံဝင်နိုင်ငံအဖြစ် စတင်ရည်တည်တဲ့အချိန်မှာတော့သူတို့နိုင်ငံလေးကတဟုန်တို့ကျွဲဝချမ်းသာလာနေပါပြီ။အဲဒီချမ်းသာမှုတွေထဲမှာမွေးဖွားပြီးအာနာကိုထူထောင်ထားနိုင်သူကတော့ဟက်ဆန်နယ်ဘိုခီယာပါပဲ။သူကအရန်ချမ်းသာတဲ့စော်ဘွားဖြစ်လို့ ငွေရိုရေလိုတောင်မဟုတ်ဘဲလေလိုသုံးပါတယ်။သူအသက်90ပြည့်မွေးနေ့ဆိုရင်ဘရူနိုင်းမှာနှစ်ပတ်တိတိပွဲတော်လို့ကမ္ဘာအနှံ့ကဧည့်သည်တော်6000လောက်ကိုဖိတ်ပြီးတော့မိုက်ကယ်ဂျက်ဆင်ရဲ့ဖျော်ဖြေမှုနဲ့အဲခံခဲ့တာပါ။မိုက်ကယ်ဂျက်ဆင်ကအဲ့ဒီပွဲမှာပွဲသုံးပွဲဖျော်ဖြေပြီးဖို့အတွက်ကိုဒေါ်လာ18တန်းရခဲ့တာဖြစ်ပါတယ်။1996ခုနှစ်တုန်းကဒေါ်လာ18တန်းပါ။အဲ့ဒီအပြင်ဘရူနိုင်းဆော်ဘွားကဒေါ်လာ10ဘီလီယံထက်မနည်းတန်တဲ့နော်ကြီးဆောက်ပြီးတော့နေတာဖြစ်ပါတယ်။ သူ့နန်းတော်မှာအခန်းပေါင်း1900ကျော်ရှိပြီးတော့ရေချိုးကန်းကြီးပဲ900ကျော်ရှိပါတယ်။ရေကူးကန်း9ကန်းသူ့ဝိပြုဘောပလီကြီးတစ်ခု လူ9000ဆက်အခန်းမကြီးတစ်ခုလည်းပါပါသေးတယ်။56เอกတောင်ရှိရဲ့အဆောက်အဦကြီးဖြစ်ပြီးတော့ထိတ်ဆုံးကအမိုးခုံးကြီးကို22ကားရက်ရွှေပြားတွေနဲ့အုပ်ထားတာဖြစ်ပါတယ်။ရွှေလုံးဝရွှေစင်စစ်စစ်ဆိုရင်တော့24ကားရက်ပါ။သူက24ကားရက်ရွှေကိုသုံးလို့ရရင်သုံးမှာဖြစ်ပေမဲ့ 24ကာရက်ရွှေကအမိုးလို့ရလောက်အောင်မမာလို့အယောအဆက်နဲ့22ကာရက်ကိုပဲသုံးတာဖြစ်ပါတယ်။နမေကျော်ကားရီအစည်းအရာနဲ့ချီရှိပါတယ်။သူနန်းတော်ရဲမှာတင်ကားကိုရောင်းကြည့်ပဲ130ထားထားတာပါ။ပြိုင်မြင့်အကောင်200ကျော်လဲမွေးထားပါသေးတယ်။ ိုပိုင်လျင်နေဆိုတာလဲ18စီးတောင်ရှိရသူပါအဲ့လောက်၃နိုင်လောက်အောင်လဲအသေးအတန်ကိုချမ်းသာတာဖြစ်ပါတယ်ချမ်းသာတော့ဘာဖြစ်တယ်လဲဆိုရင်လှုပ်ချင်ရလှုပ်တော့တာပါပဲသူဘာတွေလှုပ်တယ်လဲဆိုတာကိုမပြောသေးခင်မှာအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်ရှုကျင်နေဆိုရင်ကျွန်တော်ရဲ့ interest knowledge page လေးကို like and follow လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်အကောင်းဆုံးနေရာပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် သူကသူ့နိုင်ငံသားတွေသူ့ကိုမတော်လန့်အောင်နည်းနည်းတော့ပြန်လုပ်ပေးပါတယ်။ကျမကြီးဆောင်ရှောင်းမှုကအခမဲ့နေအိန္ဒိယအခမဲ့ပညာရေးကုန်ကျစရေးအခမဲ့ဒီလိုတွေလှူထားပေးတာပါ။ဒီဘက်မှာတော့သူချမှတ်ထားတဲ့ဥပဒေတွေကပြင်းထန်ပါတယ်။အိမ်တော်မပြုတ်ပဲလိမ်မှုကိစ္စလုပ်ရင်သေတံဖောက်ပြန်ရင်သေတံတမန်တော်မိုဟာမက်ရဲ့နာမည်ကိုစော်ကားရင်သေတံစသဖြင့်အများကြီးပါပဲ။ဘာသာရေးဥပဒေအမျိုးမျိုးပေါ့။ဒါပေမဲ့သူကိုယ်တိုင်ကကြတော့မလိုက်နာပါဘူး။ သူနဲ့သူညီဖြစ်သူမင်းသားတို့အယံဝါသနာပါတာကလိန်ဖြော်ဖြည့်ပါတီတွေပါကဘာနန်ကလှပဆိုတဲ့မော်ဒယ်ရီမင်းသမီးတွေကိုမှခေါ်ပြီးတော့ပါတီမှာပျော်ပါတာပါဒါပေမဲ့အဲ့ဒီလိုလုပ်တာကအလိုတူအလိုပါဆိုရင်တောင်မှကြားမကောင်းတာအလိုမတူဘဲလဲအနိုင်ကျင့်လေးရှိတတ်သေးတယ်လို့ဆိုပါတယ်ဒီအကြောင်းကိုဖော်ထုတ်ခဲ့တဲ့သူတချို့ရှိပြီးတော့အဲ့ဒီတဲမှာ1992ခုနှစ် Miss USA ဆုကိုရထားတဲ့ Shannon Marketic တောင်မှပါဝင်ပါတယ် ။တကယ်တော့သူ့ကိုအေဂျင်စီတစ်ခုကမော်ရယ်ကိစ္စတွေနဲ့အလုပ်သဘောစကားပြောဖို့ဆိုပြီးတော့ဘရူနိုင်းကိုပို့လိုက်တာဖြစ်ပြီးဟိုရောက်တဲ့အခါမှာတော့ဆော်ဘွားနဲ့သူညီတို့ကတလလုံးလုံးထင်ရဆိုင်အနိုင်ကျင့်တာကိုညာတိုင်းခံခဲ့ရတယ်လို့သူကထုတ်ဖော်ခဲ့ပါတယ်။တလလုံးနိုင်ကျင့်ပြီးရနောက်တရက်မှာတော့သူကို passport လာပြန်ပေးပြီးတော့အထုတ်ပြင်ဖို့မင်း20အချိန်ပေးမယ်လို့သတိပေးကာ American ကိုပြန်ပို့ခဲ့တာပါ။သူက American မှာဒီအကြောင်းလေးကိုတသက်အစုံလင်နဲ့တရားစွဲခဲ့ပေမဲ့ American မှာက တို့မဟာမိတ်ဘရင်တွေကိုတရားစွဲခွင့်မရှိစေရဆိုတဲ့ဥပဒေရှိပါတယ်။မဟုတ်ရင်တို့အတွက်ရေနံရစရာမဟာမိတ်တယောက်ရော့သွားမှာမလား။ဆိုတော့ဘာမှအရေးမယူခဲ့ပါဘူး။ဟက်ဆနာဘိုခီယားကိုဘယ်သူမှထိလို့မရသလောက်ပါပဲ။အခုဒီအသက်86နှစ်နဲ့နိုင်ငံကိုအုပ်ချုပ်နေသေးပါ။ပရိသတ်တို့ရောဒီကိစ္စအပေါ်ဘယ်လိုများမြင်ကြပါသလဲ။ comment လေးထဲမှာပြောပြပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။